နောက်ဆုံးသောကာလခရစ်တော်၏ဟောပြောချက်များတမန်တရားအားရှာဖွေခြင်းလက်တွေ့လှုပ်ဆောင်ခြင်းနှင့်တတ်ဆိုင်သောနှုတ်ကပတ်တော်များ ကောက်နှုတ်ချက်လူတို့သည်တမာတရားကိုလက်တွေ့လှောက်ဆောင်ခြင်းကခက်ခဲသည်ဟုထင်ကြသည်သို့ဆိုလျှင အချို့လူများကအဘယ်ကြောင့်လက်တွေ့လှုပ်ဆောင်နိုင်ရသနည်းဤဒီမှာတမန်တရားကိုချစ်မြတ်နိုခြင်းရှိမရှိအပေါ်တွင်သာမူတည်သည်တမန်တရားကိုလက်တွေ့လှုပ်ဆောင်ကြသူများသည် ကောင်းမွန်သော လူတဘာဝရှိသည်လူများဖြစ်သည်ဟု အချို့ကဆိုကြသည်ဤပြောဆိုချက်သည်မှန်ကန်ပေသည်အချို့သည် ်ကောင်းမွန်သော လူတဘာဝရှိကြပြီးတမာတရားအချို့ကိုလက်တွေ့လှောက်ဆောင်နိုင်ကြသည်သို့တော်လည်းအချို့ကမူလူတဘာဝကင်းမဲ့နေပြီးသူတို့အတွေ့တမာတရားကိုလက်တွေ့လှောက်ဆောင်ရန်ခက်ခဲကြသည်ဆိုလိုသည်မှာသူတို့သည်တမာတရားကိုလက်တွေ့လှောက်ဆောင်နိုင်ရန်အတွက်အတိုင်းအတာတစ်ခုအထိဒုက္ခခံစားရန်လိုအပ်သည် ငါ့ကိုပြောလော့တမာတရားကိုလက်တွေ့မလုံဆောင်သူတယောက်ဒီသူဤလုံဆောင်မှုများတွင်တမာတရားကိုရှာဖွေသလောသူဒီလုံဝမရှာဖွေပြီသူဒီသူဤကိုပိုင်ရည်ရွယ်ချက်များကို စိတ်ကူးပေါ်လာပြီးယင်တို့ကို လုံဆောင်ခြင်းသည် ကောင်း၍သူဤအကျိုးစီးပွားအတွက်ဖြစ်သည်ဟုတွေးလေသည်ထို့ကြောင့် သူသည်သူ၏ရည်ရွယ်ချက်များအတိုင်းလှုံ့ဆောင်သည်တမ္မာတရားကိုမရှာဖွေရသောအကြောင်းအရင်းမှာသူ၏စိတ်နှလုံးတွင်သဆုံတရားမှားယွင်းနေကသူ၏စိတ်နှလုံးသည်မမှန်ကန်သောကြောင့်ဖြစ်သည်သူသည်မရှာလဲမရှာဖွေမဆူလဲမဆူဆန်းတကယ်သို့ဖယားသခင်ရှိမောက်တွင်လဲစုမတောင်းချီသူသည် ူဤကိုပိုင်စန္ဒများအတိုင်းသာခေါင်းမှမာနှင့်လှုပ်ဆောင်သည်ဤကဲ့သို့သောလူမျိုးသည်တမ္မာတရားအတွေ့ချင့်မြက်နှုံးမှုယူရှင်းစွာပင်မရှိချေသူသည်တမ္မာတရားကိုချင့်မြက်နှုံးမှုကိုမတူမီတော်လဲသူသည်စီမင်းများနှင့်ကန့်ညီသည်အချို့အရာများနှင့်စီမင်းများကို မချိုးဖောက်သည့်အရာများကိုလောက်ကောင်လုံးနိုင်သည်သို့တော့ ဤသို့ချိုးဖောက်မှုမရှိခြင်းသည် သူသည်ဖယားသခင်ဤရည်ရွယ်ချက်များကို ဖွေရှာသည် ဟုမဆိုလိုပေ။ဤသည်မှာတိုက်ဆိုင်မှုတက်တက်ဖြစ်သည် ဟုသာဆိုနိုင်သည်။အချို့လူများသည် အားထုတ်ကြိုးပမ်းခြင်းမရှိဘဲနှင့်စိတ်ရှုပ်ထွေးကာစနစ်မကျသည့်ပုံစံနှင့်လှုပ်ဆောင်ကြသည်။သို့တော်သူတို့သည်လှုပ်ဆောင်ပြီးသောအခါတွင် သူတို့ကိုသူတို့စမ်းစစ်နိုင်ကြသည်အကယ်၍သူတို့ကထို့သို့သောအရာများကိုလှုပ်ဆောင်ခြင်းသည်တမာတရားနှင့်မကိုက်ညီဟု ရှာဖွေတွေ့ရှိပါက နောက်တစ်ကြိမ်လှုပ်ဆောင်ခြင်းကို ရှောင်ကျဉ်ကြသည်ဤဒီကိုတမာတရားအတွေ့ချင်းမြတ်နိုးမှုအတိုင်းအတာတစ်ခုရှိသည်ဟု ယူဆနိုင်သည်ဤကဲ့သို့သောပုဂ္ဂိုလ်သည် ပြောင်းလဲမှုတစုံတရာလုံနိုင်သည် တမာတရားကိုချင့်မြတ်နိုးမှုမရှိသူများသည်လက်ရှိတွင်လည်းတမာတရားကိုရှာဖွေမီမဟုတ်သလိုနှောင်းတွင်လည်းမိမိကိုယ်ကိုစမ်းစစ်ကြမီမဟုတ်သူတို့သည်သူတို့လှုပ်ဆောင်သည့်အရာများမှနောက်ဆုံးတွင်မှန်သည်လောမှားသည်လောဆိုသည်ကိုမိသောအခါများအသေးစိတ်စိတ်စိတ်ဆက်ဆက်မစစ်ဆေးကြပေထို့ကြောင့် သူတို့သည်စီမင်းများနှင့်တမာတရားတို့ကို အစဉ်အမြဲချိုးဖောက်ကြသည် သူတို့သည်စီမင်းများကိုမချိုးဖောက်သည့်အရာတချို့လှုံ့ဆော်စေကြမူယင်းသည်တမာတရားနှင့်မကန့်ညီပေထို့ပြင် ထိုစီမင်းများနှင့်မတွေ့ဖဲခြင်းဟူသည့်အရာသည် ချင်းကပ်မှုပုံစံတစ်ခုပင်ဖြစ်သည်ဤသို့ဆိုလျင်ဤကဲ့သို့လူစားမျိုးသည် သူတို့ဤကိုပိုင်လူအင်စန္ဒများအတိုင်းလှူဆောင်သည့်အခါတွင်သူသည်မိသည့်အခြေအနေတွင် ရှိနေသည်။သူတို့သည်မိန်မောကနဝေတိမ်တောင်ဖြစ်နေသည့်အခြေအနေမျိုးတွင်လှုပ်ဆောင်နေခြင်းမဟုတ်ပေ။ထို့ပြင်ဤသို့လှုပ်ဆောင်ခြင်းသည်တမာတရားနှင့်အမှန်တကယ်ညီမညီကိုမရှင်းလင်းသည့်အခြေအနေမျိုးလည်းမဟုတ်ချေ။ဤဒီမှာ သူတို့ရောက်ရှိမိသွားသည့်အခြေအနေမျိုးမဟုတ်ပေ။ထို့အစားသူတို့သည်သူတို့၏ကိုယ်ပိုင်လူအင်စန္ဒများအတိုင်းလှောက်ဆောင်ရန်ကောင်းမှစွာတင်းခံနေကြခြင်းပင်ဖြစ်သည်။သူတို့သည်တမာတရားအားရှာဖွေရန်ရည်ရွယ်ချက် လုံးဝအုပ်တုံမရှိပဲသူတို့၏စိတ်ကိုဤသို့လှောက်ဆောင်ရန်ချမှတ်ထားပြီးဖြစ်သည်။သူတို့သည် ဖယားသခင်ဤရည်ရွယ်ချက်ကိုအမှန်တကယ်ရှာဖွေပါကဖယားသခင်ဤရည်ရွယ်ချက်ကို အပြည့်အစုံနားမလည်ခင်တွင်ဆက်လက်ပေါ်ပြပါလုပ်ငန်းစဉ်ကိုလှုပ်ဆောင်ရန်ထဲ့တွင်စဉ်းစားကြမည်ဖြစ်သည်ငါသည်ဥစွာဤနည်းအတိုင်းအရင်လှုပ်ဆောင်မည်အကယ်၍ယင်းသည်တမန်တရားနှင့်ကိုက်ညီလျင်ငါသည်ဤနည်းအတိုင်းဆက်လက်လှုပ်ဆောင်မည်အကယ်၍ယင်းသည် တမ္မာတရားနှင့်လက်ရောညီထွေမှုမရှိလျင်ငါသည်အစောတလင်ရင်းကိုပြုပြင်ကဤနည်းအတိုင်းလှောက်ဆောင်ခြင်းကိုရပ်တန့်လိုက်မီဟူ၍ဖြစ်သည်အကယ်၍သူတို့သည်တမ္မာတရားကိုဤနည်းဖြင့်ရှာဖွေနိုင်လျင် အနာဂတ်တွင် ပြောင်းလဲနိုင်ကြလိမ့်မည်ဤကဲ့သို့ရည်ရွယ်ချက်မရှိလျင် သူတို့ပြောင်းလဲနိုင်မည်မဟုတ် စိတ်နှလုံးရှိသော လူတစ်ယောက်သည် လုပ်ငန်းစဉ်တစ်ခုကိုလှုပ်ဆောင်နေချိန်တွင်အမှားတရက်ကိုတစ်ကြိမ်သာလှုပ်ဆောင်နိုင်ပြီသည်အလွန်ဆုံးအနေဖြင့်နှစ်ကြိမ်လှုပ်ဆောင်နိုင်သည်၃ကြိမ်၄ကြိမ်မဟုတ်တစ်ကြိမ်နှစ်ကြိမ်သာလှုပ်ဆောင်နိုင်သည်ဤသည်မှာပုံမှန်စင်ချင်းတုံတရားဖြစ်သည်အကယ်၍သူတို့သည် သူညီတော်အမားတရက်ကို၃ချိန်သို့မဟုတ်၄ချိန်ကျူးလွန်နိုင်လျင်ဤဒီမှာတမန်တရားအပေါ်သူတို့ချင်းမျက်နိုးမှုမရှိကြောင်းကို၎င်းတမန်တရားကိုမရှာဖွေကြောင်းကို၎င်းတက်တည်ထူနေပြီသည်ဤကဲ့သို့သောလူစားမျိုးသည် လူတဘာဝရှိသောလူစားမျိုးပင်လုံးဝမဟုတ်ပေ။အကယ်၍ အမားတစ်ခုကိုတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ကျူးလွန်ပြီးချိန်တွင်သူတို့ဤစိတ်နှလုံးတွင်တုံ့ပြန်မှုမရှိလျင် သူတို့ဤအသည့်စိတ်ကလုံးစုံမှုမရှိလျင်သူတို့သည်တူညီသောအမားကို၃ကြိမ်သို့မဟုတ်၄ကြိမ်ကျူးလွန်လိမ့်မည်ထို့ပြင်ဤကဲ့သို့သောလူစားမျိုးသည်တကယ်ကိုမပြောင်းလဲနိုင်ချေဤသည်မှာ၎င်းတို့ဖြစ်သည့်အတိုင်းပင်ဖြစ်သည့် လုံးဝအဖတ်ဆယ်၍မရနိုင်ပေ။အကယ်၍အမားတစ်ခုကိုတစ်ချိန်ကျူးလွန်ပြီးချိန်တွင် သူတို့လှုပ်ဆောင်ခဲ့သည်နှင့်ပတ်သက်၍တဆုံတရာမှားယွင်းနေသည်ဟုခံစားရကယင်းအတွက်သူတို့ကိုသူတို့လွန်စွာမုန်းတီးပြီးသူတို့၏စိတ်နှလုံးတွင်အပြစ်ကိုခံစားရပါကသူတို့တွင်ဤကဲ့သို့သောအခြေအနေမျိုးရှိပါက သူတို့သည်စင်သူယိုမာကိစ္စများနှင့်ထပ်မံကြုံတွေ့လာပါကပုံမူကောင်းမွန်စွာလှုပ်ဆောင်လိမ့်မည်ဖြစ်ကတဖြည်းဖြည်းဖြင့်သူညီသောအမားကိုထပ်မံကျူးလွန်တော့မည်မဟုတ်ချေသူတို့ဤစိတ်နှလုံးတွင်စံဓာရှိလျင်ပင်လှုပ်ဆောင်မည်မဟုတ်ဤတီမာပြောင်းလဲခြင်းဤတွင်ပင်လက္ခဏာတစ်ခုဖြစ်သည်တင်သည် ကျွန်ုပ်ဤဖောက်ပြန်ပျက်စီးနေသောစိတ်တဘောထားသည်မပြောင်းလဲနိုင်ဟုဆိုကောင်းဆိုလိမ့်မည်မပြောင်းလဲနိုင်သည်မှာမှန်ပါသလားယင်းမှာတင်ကမပြောင်းလဲလို့ချင်းတာဖြစ်သည်တင်သည်တမာတရားကိုလက်တွေ့လှုံ့ဆောင်လို့စိတ်ရှိပါကတင်သည်မပြောင်းလဲနိုင်လိမ့်အောင်မည်လောယင်းကဲ့သို့ပြောကြသူများမှာ စိတ်စွမ်းအားမရှိသူများသာဖြစ်ကြသည်သူတို့အားလုံးသည်ဆက်စုပ်ဖွဲ့ကောင်းသော လူတေလူညစ်များသာဖြစ်သည်သူတို့သည်ဒုက္ခခံစားလို့စိတ်မရှိကြပေသူတို့သည်တမာတရားကိုလက်တွေ့လှုံ့ဆော်လို့စိတ်မရှိကြပေထိုအစားသူတို့သည်တမာတရားကသူတို့ကိုမပြောင်းလဲနိုင်ဟုဆိုကြသည် ဤကဲ့သို့သောလူစားမျိုးသည် များစွာပင်လက်ဖြားတတ်သည်မဟုတ်လောသူတို့သည်တမာတရားကိုလက်တွေ့မလုံဆောင်နိုင်ကြတကယ်သို့သူတို့ဤလူတဘာဝသည် မှားယွင်းနေတော်လဲသူတို့ဤကိုပိုင်သဘောတဘာဝကိုမိသောအခါမြမသိရှိကြခြင်းဖြစ်သည်ဖယားသခင်ဤအမှုတော်ကလူသားတယောက်ကိုစုံလင်စေနိုင်ခြင်းရှိမရှိအပေါ် မကြာခဏတန်တရဝင်ကြသည်ဤကဲ့သို့သောလူစားမျိုးသည်မိမိတို့ဤစိတ်နှလုံးကိုဖျားသခင်အားဆက်ကပ်ရန်ရည်ရွယ်ချက် လုံးဝမရှိ ခက်ခဲမှုကိုကြံ့ကြံ့ခံရန် အစီအစဉ်လုံးဝမရှိချေသူတို့ဤနေရာတွင် ရှိနေရခြင်းဤတခုတည်သော အကြောင်းအရင်းမှာသူတို့သည် အနာဂတ်တွင်ကောင်းမွန်သောကံကြမ္မာကိုရရှိနိုင်ကောင်းသည်ဟုသည့်အခွင့်အလမ်းငေလေးကြောင့်တက်တက်ပင်ဖြစ်သည်ဤကဲ့သို့သောလူစားမျိုးသည် လူတဘာဝကင်းမဲ့နေသည်အကယ်၍သူသည် လူတဘာဝရှိသည့်လူတဦးဖြစ်ပါက သူအပေါ်တွင်တန်ရှင်တော်ဝိညာဉ်တော်သည်တိတိတတာပင် အလုံးလုံးမနေတဲ့ကဲ့သို့သူတွင် တမတရားအပေါ်အနေငယ်များသာ နားလည်မှုရှိနေသော အခါတွင်ပင် သူသည်မာယွန်းသောလှုပ်ဆောင်ချက်များကို ပါဝင်လှုပ်ဆောင်နိုင်ကြမည်လောလူတဘာဝရှိသည့်လူတယောက်သည်တန်ရှင်တော်ဝိညာဉ်တော်ကသူအပေါ်အလုလုသည်ဖြစ်စေ မလုသည်ဖြစ်စေ မာယွန်းသောလှုပ်ဆောင်ချက်များကိုလှုပ်ဆောင်နိုင်မည်မဟုတ်ပေ။ လူတဘာဝမရှိသောလူအချို့သည်တန်ရှင်တော်ဝိညာဉ်တော်ကသူတို့အပေါ်အလုံလုံနေသည့်အခြေအနေတွင်သာကောင်းမွန်သည့်လှုပ်ဆောင်ချက်အချို့ကိုလှုပ်ဆောင်နိုင်ကြသည်တန်ရှင်တော်ဝိညာဉ်တော်အလုံမလုံသည့်အခါတွင် သူတို့ဤတဘာဝကထပ်ပေါ်လာသည်မိသူကမိမိအပေါ်တန်ရှင်တော်ဝိညာဉ်တော်ကို အမြဲအလုံလုံစေနိုင်သည်နီး ဘာသာတရားမရှိသူများထဲမှအချို့တွင်ကောင်းမွန်သော လူတဘာဝရှိကြသည်ထို့အပြင် သူတို့အပေါ်တွင်တန်ရှင်တော်ဝိညာဉ်တော်ဤအလုံလုံခြင်းလည်းမရှိပေသို့တိုင်အောင်သူတို့သည်မိတိကောက်ကျစ်သော အပြုတ်အမှုတွင်များပါဝင်ပတ်သက်ခြင်းမရှိပေအကယ်၍တင်သည်ဘုရားသခင်အပေါ်တွင်ယုံကြည်ပါကကောက်ကျစ်သောအပြုတ်အမှုများတွင် အဘယ်သို့ပါဝင်ပတ်သက်နိုင်သနည်းဤဒီကလူသားတဘာဝဤပြဿနာကိုဖော်ပြသည်တန်ရှင်တော်ဝိညာဉ်တော်ဤအလုံလုံချင်းမရှိလျင် လူသားတို့ဤတဘာဝကပေါ်လွင်သည်တန်ရှင်တော်ဝိညာဉ်တော်ဤအလုံလုံချင်းဖြင့်၎င်းတို့ကိုတန်ရှင်တော်ဝိညာဉ်တော်ကသူထိလိမ့်မည်လူသားများကိုညံအလင်းပွင့်ခြင်းနှင့် တိမင်ချင်းတို့ကိုပေးအပ်ပြီးပြည့်ရှံသောခွန်အားကိုဖြည့်ဆည်းပေးလိမ့်မည်ထို့သို့ဖြင့်သူတို့သည်ကောင်းမွန်သောအမှုများကိုလုပ်နိုင်သည်ဤကိစ္စတွင်ယင်းမှာသူတို့ဤကောင်းမွန်သောတဘာဝနှင့်မသက်ဆိုင်ပဲတန်ရှင်တော်ဝိညာဉ်တော်ဤအလုံးလုံးချင်းမှရရှိသည့်ရလတ်အများဖြင့်သာသက်ဆိုင်သည်သို့တော်တန်ရှင်တော်ဝိညာဉ်တော်ဤအလုံးလုံးချင်းမရှိလေလျင် လူတို့သည်မိမိတို့၏ကိုယ်ပိုင်လူအင်စန္ဒများနောက်လိုက်လိုကြသည်ယင်းကသူတို့ကို မကောင်းသောအရာအချို့အားမတိလိုက်ဘဲလှုပ်ဆောင်စေသည်ထိုအခါမှသာ သူတို့၏စိတ်မှန်သောတဘာဝပေါ်လွင်ပေသည်လူသားတို့၏တဘာဝကိုမြည်တို့ဖြည့်ရှင်းနိုင်သည်ဤဒီမှာလူသားတဘာဝ၏အနှစ်သာရကို နားလဲခြင်းဖြင့်စတင်သည်ယင်းသည် အပြုတ်သဘောဆောင်သလောအပြတ်သဘောဆောင်သလောနှင့်ယင်းသည်ဖယားသခင်အပေါ်ဆန့်ကျင်သလောသို့မဟုတ်ဖယားသခင်အပေါ်ကျိုးနွံ့နာခံခြင်းရှိသလောဆိုသည်ကိုသိမြင်စေရန်အတွက်ယင်းကိုဖယားသခင်၏နှုတ်ကပတ်တော်များနှင့်အညီပိုင်းခြားသိမြင်ရမည်အကျဉ်သူသည် သူ၏တဘာဝအနှစ်သာရကိုသဘောပေါက်လာကား ကိုကိုကိုမုံတီးလာပြီးမိမိဤလူစာတီကို ပုံကန်ဆန့်ကျင်သည့်အသည့်ဤတီကိုလှုပ်ဆောင်ရမည်တချိန်တည်းတွင် သူဒီဖယားသခင်ဤရည်ရွယ်ချက်နှင့်တောင်းဆိုချက်များကိုနားလည်ရမည်တမန်တရားကိုလိုက်စားခြင်းတွင်တင်ဤပန်းတိုင်မှာအပဲနီတင်ဒီတင်ဤအတဲစိတ်တော်ထားတွင် ပြောင်းလဲမှုများရရှိရမည်တင်ဤစိတ်တော်ထားပြောင်းလဲသည်နည်း သင်သည်တမာတရားကိုရရှိမည်သင်တို့ဤလက်ရှိဝိညာဉ်ရင်တန်မှုဖြင့်မကောင်းမှုလှုပ်ဆောင်ခြင်းဖယားသခင်ကိုစန့်ကျင်ခြင်းသို့မဟုတ်တမာတရားကိုတွေ့ဖယ်သည့်အရာများလှုပ်ဆောင်ခြင်းတို့မှသင်ကိုယ်သင်မိတို့သာစီမည်နီသင်သည်ပြောင်းလဲလိုပါကဤအရာတို့ကိုထက်တွင်စဉ်းစားရမည်မကောင်းသည့်တဘာဝရှိခြင်းပြဿနာကိုတံပြန်နိုင်ရန်အတွက် တင့်တွင်မိသည့်ဖောက်ပြန်ပျက်စီးနေသော စိတ်တဘောထားရှိသည်နှင့်တင့်သည်မိသည်ကို လုံနိုင်စွာရှိသည်တို့ကိုတင်နားလေသဘောပေါက်ရမည်။တင့်ဤမကောင်းသောတဘာဝကိုထိန်းချုပ်နိုင်ရန်မိသည့်အရာတို့ကို ဆောင်ရွက်ရမည်နှင့်ရင်တို့ကိုမိတို့လက်တွေ့လှုပ်ဆောင်ရမည်တို့ကိုတင်သိရှိရမည်ဤဒီမှာတော့ချက်ပင်ဖြစ်သည် တင်ဤစိတ်တွင်ရှုပ်ထွေးမှုရှိသည့်အခါသို့မဟုတ်တင်ဤဝိညာဉ်တွင် အမောင်ဖုံးသည့်အခါတွင်တင်သည်ယင်းကိုဖြည့်ရှင်ရန်တမာတရားကိုမိတို့ရှာဖွေရမည်ကို၎င်းတင်ဤတာဝန်များကိုတင့်လျော်စွာမိတို့ဖြည့်ဆည်းရမည်ကို၎င်းမှန်ကန်သောလမ်းကြောင်းကိုမိတို့ယူရမည်ကို၎င်းသိရှိရမည်တင့်ကိုတင်အတွက်ဇီးမြင့်တစ်ခုတည်ဆောက်ရမည် ဤဒီမှာပုဂ္ဂိုလ်တယောက်ဤလိုအင်းနေသူသည်ဖရာသခင်ကိုလိုလားသည့်လူတယောက်ဟုတ်မဟုတ်အပေါ်တွင်မှုတည်သည်ဒေါသကို မကြခဏ မထိန်ချုပ်နိုင်သည့်လူတယောက်ရှိသည် သူသည်ကပီးစာတစ်ချက်လောက်ကတင်ဤအမျက်ဒေါသကို ချုပ်တီးပါဟု စာရေးထားသည်ပြီးလင်သူသည်သူကိုယ်သူချုပ်တီးသည့်နီလန်းတစ်ခုအဖြစ်နှင့်အတိပေစာတန်းတစ်ခုအဖြစ် ရင်းကိုသူ၏စာကြည့်ခန်းနှံရံတွင်ချိတ်ဆွဲထားသည်။ဤဒီမှာအတုံးဝင်မှုတချို့ရှိကောင်းရှိနိုင်တော်လဲပြဿနာကို အလုံးစုံဖြေရှင်းနိုင်သလားလုံးဝမဖြေရှင်းနိုင်ပါတိုးတော်ညာလဲလူတို့သည်မိမိကိုယ်ကိုချုပ်တီးတဲ့သည်အရှိဆုံးတွင်အဦးဆုံးရှိနေသည်မှာသူတို့ဤဖောက်ပြန်ပြည့်စည်နေသောစိတ်တဘောထားဤပြဿနာကို ဖြေရှင်းရန်လိုအပ်ချက်ဖြစ်သည် သူတို့ဤတဘာဝနှင့်ဆိုင်သည့်ပြဿနာများကိုဖြေရှင်းရန်သူတို့ကိုသူတို့သိရှိစေချဲမှစတင်ရမည်သူတို့ဤဖောက်ပြန်ပျက်စီးနေသောစိတ်တဘောထား၏အနှစ်သာရကို ရှင်းရှင်းလင်းလင်းသိမြင်ခြင်းဖြင့်သာ သူတို့သည်သူတို့ကိုသူတို့မုံတီးနိုင်က လူစားတိကိုပုံကန်နိုင်မည်လူစားတိကိုပုံကန်ခြင်းသည်စီမင်းများရှိခြင်းကိုလည်းလိုအပ်သည် အကျင့်သူသည် နဝေတိမ်တောင်ဖြစ်နေပါက လူစားတိကို ပုံကန်နိုင်မည်လောပြတနာတရရက်ကိုကြုံတွေ့ရသည်နှင့် သူသည် လူစားတိကိုလှက်ရောသည် လူအချို့သည်လှပသော အမျိုးသမီးတဦးကိုမြင်သောအခါ သူတို့၏လမ်းကြောင်းကိုရက်တန့်ကောင်းရက်တန့်နိုင်သည်ဤအခြေအနေတွင်တင့်အတွက်တင်ဆောင်ပုတ်တစ်ခုချမှတ်ထားရမည် တင့်ထံသို့ချောင်းမောလှပသည့်အမျိုးသမီးတယောက်ရောက်လာပါကတင့်ဒီထွက်ခွာတင်တယ်လို့သူမဟုတ်မိဒီကိုလှောက်ဆောင်ရမည်နီသူဒီတင်ဤလက်ကိုတွဲကြံရန်လှမ်းလာပါကတင်မိတို့လှုပ်တင်သည်နီတင့်တွင်ဇီးမြင်းများမရှိပါက ထိုသူအခြေအနေမျိုးကြုံရချင်းသည်တင့်ကိုရိုင်းလဲစေလိမ့်မည်တင်ဒီငွေကြီးနှင့်ကြွယ်ဝမှုတို့ကိုမြင်ရသည့်အခါ လောဘနဲ့အမောင်ဖုံးသွားကြောင်းတင့်ကိုတင်တိရှိပါကတင်မိတီကိုလှုပ်တင်တနည်းတင်ဤစိတ်ကိုဤပြတနာအပေါ်တီးတီးတန့်တန့်ထားရှိက ရင်းကိုဖြင်းရှင်ရန်လေးကျင့်ခြင်းအပေါ်တင်အာယုံဆိုင်တင်သည်တို့နှင့်ကာလတစ်ခုတွင်တင်သည်တပြေးပြေးချင်းလူစားတိကို ပုံကန်နိုင်ပေလိမ့်မည်ဖောက်ပြန်ပျက်စီးနေသောတဘာဝကိုဖြင်းရှင်ရတွင် အတော်အတန်အေးပါသည်ဇီမြင်တစ်ခုရှိသည်ယင်းမှာတင်သည်တင်ဤကိစ္စရက် အားလုံးကိုဘုရားသခင်ဤရှေးမောက်သို့ဆောင်ယူလာပြီးတင့်ကိုတင်စမ်းစစ်ရန်ပင်ဖြစ်သည်ထို့ပြင်မကညနေတိုင်းတွင် ထိုနေ့ဤတနေ့တာတွင်တင်ဤအခြေအနေများကိုလေ့လာစမ်းစစ်ပြီးတင်ဤအပြုအမူများကို အသေးစိတ်ကြည့်ရှုစစ်ဆေးရမည် တင်ဤမိတိအပြုအမူသည်တမာတရားနှင့်ကိုင်းညီစွာ ဆောင်ရွက်ခဲ့သည်နှင့်မိတီတို့မှစီမင်းများနှင့်တွေ့ဖက်သည်ဟူ၍ဖြစ်သည်ဤဒီမှာနောက်ထပ်စီမင်းတစ်ခုဖြစ်သည်ဤအချက်နှစ်ချက်မှာအရေးအကြီးဆုံးဖြစ်သည်ပထမအချက်နှင့်ပတ်သက်၍တင်ဤဖောက်ပြန်ပြည့်စည်မှုသည် ထင်ရှားလာသည့်အခါတွင်တင့်ကိုယ်တင်ဆင်ခြင်သုံးတတ်ရမည် ဒုတိယအချက်နှင့်ပတ်သက်၍ထို့နောက်တွင်တင်သည်တင့်ကိုတင်ဆင်ခြင်သုံးသက်ကတမာတရားကိုရှာဖွေရမည်တတိယအချက်မှာတမာတရားကိုလက်တွေ့လှုံ့ဆော်ခြင်းနှင့်စီမင်းများဖြင့်ပြုမှုခြင်းသည်မိတီဖြစ်သည်ကိုတင်ရှင်းလင်းနေရမည်တင်သည်ဤအရာများကိုအမှန်တကယ်နားလည်နိုင်ပါကတင်သည်အမှုအရာများကိုမှန်ကန်စွာလုံနိုင်ပေမည် တင်သည်ဤစည်းမျဉ်း၃ခုကိုလိုက်နာပါကတင့်ကိုတင်ချုပ်တီးနိုင်ကတင်ဤဖောက်ပြန်ပျက်စီးနေသောတဘာဝကိုဖော်ပြခြင်းသို့မဟုတ်ထင်ရှားစေခြင်းတို့မှတားဆီးနိုင်သည်ယင်တို့မှတင်ဤတဘာဝကိုဖြည့်ရှင်းခြင်းအတွေ့အခြေခံစည်းမျဉ်းများပင်ဖြစ်သည်ဤစည်းမျဉ်းများရှိခြင်းအပြင်တန်ရှင်တော်ဝိညာဉ်တော်သည် ်တင်းအပေါ်တွင် အလုံမလုံသောအခါတွင်ပင်သို့မဟုတ်တင်းကိုမိသူများမိတ္တဟာရောက်ဖွဲ့မှုမပြီးပဲကာလကြာရှည်ရှိနေလျင်ပင်တင်းသည်တမာတရားထံသို့ဥတီ၍အလုံလုံဖို့စူးစမ်းလျင်တမ်မန်အခြေအနေတွင် ရှိနေလျင်တင်းသည်တမာတရားကိုချစ်မြတ်နိုးကလူဇာတိကို ပုံကန်တူတူပင်ဖြစ်သည်တမာတရားကိုမိတ္တဟာရဖွဲ့ရန်အတွက်နှင့် မိမိကိုပြုတ်ပြင်ပေးရန်အခြားသူများအပေါ် အစဉ်မိခိုးသူများသည်ကြုံများဖြစ်ကြသည်ထိုသူများသည်ချွတ်ယွင်းချက်ရှိနေကြကအမိအခိုးကင်းစွာမနေနိုင်ကြပေစီမင်းများမရှိဘဲပြုတ်မှုကြသူများသည်အချိန်ကာလတစ်ခုမြားပြုတ်ပြင်ခြင်းသို့မဟုတ် မိတ္တဟာရဖွဲ့ခြင်းမခံရလျင်အယံမဲ့ပြုတ်မှုကြက ထိန်းချုပ်မှုကင်းမဲ့မည်ဖြစ်သည် ဤကဲ့သို့သောလူစားမျိုးသည်ဖယားသခင်ကိုအဘယ်သို့အာမခံချက်ပေးနိုင်မည်နည်းထို့ကြောင့်တင်သည်တဘာဝဤပြဿနာကိုဖြေရှင်းရန်ဤစီမင်း၃ခုကိုလိုက်နာရမည်ဤတီကတင့်ကို ပြင်မာခြင်းကြီးကြီးမားမားကျူးလွန်ခြင်းမှတားဆီးကဖယားသခင်ကို အာခံခြင်းတစ္ဆာဖောက်ခြင်းမရှိဖို့တေချာစေလိမ့်မည်